မိုနာလီဇာမူရင်းပကြီးကားထားရှိရာပြင်သစ်နိုင်ငံပဲရစ်မြို့ကကြော်ကြားလှတဲ့သမိုင်းဝင်လူးဖ်ပြတိုက်ကြီးကနေနပိုလီယန်ရဲ့စိမ့်တဲ့မြလဲဆွဲအပါဝင်အဖိုးမဖြစ်နိုင်တဲ့ရတနာရှစ်သွဲကိုအော်တိုဘာလ16ရက်က နေကင်းအချိန်ဖောက်ထွင်းခိုးယူမှုဖြစ်ပွားခဲ့ပါတယ်ပြားလိုက်ဖွင့်ချိန်ဒေတာဆန်တော်ချိန်မနက်9နာရီကနေနိုင်ဝက်အကြမှာတခိုးတွေရောက်လာပြီးအဲ့ဒီရတနာရှစ်သွဲကို9မိနစ်အတွင်းခိုးယူကစကူတာတွေနဲ့စီးနင်းထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ် မျက်မြင်သက်သေနဲ့ရဲတပ်ဖွဲ့ရှင်းမြစ်ကပြောဆိုမှုအရအမျိုးသားနှုတ်ဦးဟာစကူတာဆိုင်ကယ်ပေါ်မှာဖောက်ထွင်းပစ္စည်းတွေကိုကင်ဆောင်လာပြီးမှန်တွေကိုပရီဘောကတွေနဲ့စက္ကပိုင်းအတွင်ရိုက်ခွဲပြီးရန်လာပစ္စည်းတွေကို Paris ရဲဌာနချုပ်နဲ့ Mywet ခံတာဝေးတဲ့နေရာကနေရုပ်ရှင်ဆက်ဆံဖောက်ထွင်းသွားတာဖြစ်တယ်လို့ဆိုပါတယ်။တကိုးတွေက Apollo Glory ပြကန်းကနေပြင်သစ်တရဖူနဲ့ကြောက်မြေနာရီအပါဝင်ရှင်မျိုးကိုခိုးယူသွားခဲ့တယ်လို့ ပြင်သစ်ရင်ကျင်းမှုဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ရန်လာရှိသွယ်ထဲမှာနပိုလီယန်ကဇနီးတဲ့အီဂရီမယ်ရီလူးစ်အတွက်ပေးခဲ့တဲ့စိတ်နှမြလယ်ဆွဲ19ရာစုကနပိုလီယန်3ရဲ့ပြင်သစ်အီဂရီဘီယင်မမယ်ရီအမလီဘီယင်မဟော်တန်စီတို့ရဲ့မျက်နှဆွဲတွေလည်းပါဝင် နေလို့ဆိုပါတယ်။ကံကောင်းတာကတော့သခိုးတွေထွက်ပြေးတဲ့အချိန်မှာနပိုလီယန်3ရဲ့အီဂရီယူကနီရဲ့တရဖူဟာထွက်ကြကြံနေခဲ့တာကိုပြန်လည်တွေ့ရှိရတာဖြစ်ပါတယ်။ ဒီတရပူဟာပြတိုက် website မှာဖော်ပြထားတဲ့အချက်လက်တွေအရစိန်1354လုံးည56လုံးနဲ့စီးချထားတာလို့သိရပါဗျ။လူပြတိုက်ဟာပြင်သစ်ဘီရင်အဆက်ဆက်ထီနန်ဆိုးဆန်ရအိမ်တော်ဖြစ်ပြီး1600ပြည့်နောင်မိုင်းရောက်မှပြင်သစ်ဘီရင်လူဝီ15ဆွန့်ပစ်ခဲ့တဲ့တမိုင်းဝင်အဆောက်အုံကြီးဖြစ်ပါတယ်။